ခြေကရှင်ဘရင်ရဲ့အတုကိုယူကြစမ်းပါခြေကရှင်ဘရင်ရဲ့အတုကိုအတုယူကောင်းစင်ရတယ်အများကြီးရှိပါတယ်ပြိတ္တကစာပေထဲမှာဘိမသာတရားနာလိုက်ပြီလေဘိမသာမင်းကြီးကဘိမသာမင်းကြီးသေနေရဒါကြတော့စစ်တပ်ကိုသေနာပြောတာမဟုတ်ဘူးနော်သေနာဆိုတာသေနာညီမချင်းတတ်မတော်ဘူးပြောစစ်တပ်ကိုသေနာပါဠိလိုသွားသွေတို့သားရေးသေးနတ်ငယ်ရှာနာသေနာစကားဖြတ်မပြောနဲ့နော်ငါပါဠိကိုပြောတာအဲစစ်တပ်ကိုသေနာလို့ပြောနေတယ်ဖြစ်နေုံပဲ စစ်သေးနာဆိုတာစစ်တပ်ပဋိကပိုင်ရှင်စစ်တပ်ပိုင်ရှင်ဆိုတော့စစ်တပ်တွေအများကြီးပိုင်တာကိုသေနာပဋိလို့ခေါ်တယ်အဲ့ဒီတိုင်းပဲဗိမသာရမင်းကြီးကမကရဘင်ကစစ်ထားတိုက်လို့သူ့ကိုသေနိယသေနာဣယဣယဆိုတာကအတ္တိတရိပ်ဆက်လိုက်တော့စစ်တပ်အင်အားကောင်းစွာရှိတယ်သေနာယတအထိတိသေနိယောယတရာဇာအချင်းအာယတရာဇရင်ယောအချင်းဗိမသာမင်းကြီးဒီယောရာဇာဘာတခုပေါ့အချင်းဗိမသာမင်းကြီးဒီဘိမသာမင်းကြီးမှာသေနာစင့်ဟာကောင်းတာဒီအထိရှိသေနိယော သူ့ကိုတင်နေရလို့ခေါ်တယ်။မဂရအဲ့ခက်ကမဂရဘင်ကိုတိတ်ကြောက်တယ်။ဘုရားကြီးလည်းချပလိုက်တာပဲ။အင်္ဂါတိုင်းလည်းသိမ့်ပလိုက်တာပဲ။မန္တာတိုင်းလည်းသိမ့်ပလိုက်တယ်အဲ့လိုသူကလှုပ်တာ။အဲ့ဒါသူ့ကိုတင်နေရလို့ခေါ်တယ်။သူစင်ဟာကောင်းတယ်။ဒါပေသည့်အဲ့ဒီစင်ဟာတကောင်းပြီစစ်တိုက်နေတဲ့တင်နေရမဂရဘင်ဘိမသာရသည်။သူတောင်းတာချင်းနားချက်ရှိပါတယ်။အကျွန်ုပ်ဒီငငယ်ရွယ်ရွယ်နဲ့ရှင်ဘရင်ဖြစ်ပြီးထိနှံ့ရပြီးအဘိဓိသွင်းနေပါတယ်။အဲ့ဆိုဗျာတပည့်တော်အဲ့ဒီဆန္ဒပြေခဲ့ပါတယ်ဗျာ။ဩ အဲ့ဒီငါရှင်ဘရင်ဖြစ်ပြီးတော့ဗိသိသုံးပြီးတိုင်းပြည်ကတကယ်တရားဝင်တင်မြောက်တဲ့ဘရင် အာနာသိန်းနဲ့အဇာတတ်သူ့သားလို့မဟုတ်ဘူးတိုင်းပြည်ကတင်မြောက်လိုက်တဲ့ဘရင်ဖြစ်ချင်ပါတယ်တဲ့အဲ့ဒီဆန္ဒလည်းပြည့်ခဲ့ပါပြီဖေဟာတဲ့ချက်အဲ့ဒီဆန္ဒပြည့်ပြီးငါနိုင်ငံကိုသစ္စာသိတဲ့ဖရာကြွလာရင် ကောင်းမယ်လို့ဆန္ဒရှိခဲ့ပါတယ်တဲ့အဲ့ဒီဆန္ဒလည်းပြည့်ခဲ့ပါပြီဖေဟာအဲ့ဒီဘုရားရှင်ကကြွလာတဲ့အခါမှာ အဲ့ဒီဘုရားရှင်ကစိတ်ကပ်ခွင့်ရလိုပါ၏လို့တပည့်တော်ဆုတောင်းအဲ့ဒါလည်းပြည့်ခဲ့ပါ යි ကိုစိတ်ကပ်ခွင့်ရပါ යි ဗျာအဲ့ဒီဘုရားရှင်ကလေငါ့ကိုတရားဟောရင်တချို့ကတော့စီးတော်စီးကြတယ်တရားမဟောလိုက်ဘူးသောသနာပင်ကိုမြတ်စွာဘုရားတရားချွတ်လို့မရဘူးအဲ့တော့တရားဟောရင်ကောင်းမယ်လို့တပည့်တော်ဆန္ဒရှိပါတယ်ဘုရားတဲ့အခုရှင်မင်းကတပည့်တော်တရားဟောလိုက်ပါပြီတဲ့အဲ့ဒီဟောတဲ့ဘုရားတရားကိုတစ်ထိုင်ထဲမှာတင်သိပြီးသောတာပန်တီလိုပါ යි လို့တပည့်တော်ဆုဆုပန်တယ်ဘုရားတဲ့အဲ့ဒီအချက်လေပြည့်ခဲ့ပါ යි ဘုရားတဲ့ငါးချက်မှာ သူလိုလားတဲ့ငါးချက်မှာ၄ချက်ကနိုင်ငံရေးဟာတစ်ချက်ကနိုင်ငံရေး၄ချက်ကဘာသာရေးဟွာကောင်းလိုက်တဲ့ဘယင်တစ်ချက်ကတော့သူဘယင်ဖြစ်ချင်တဲ့ငငယ်ရွယ်နဲ့ကျန်တဲ့၄ချက်ကဖះကြွလာစေခြင်းနဲ့ဖះကိုစီးကလုပ်ွေးခြင်းနဲ့ဖះတရားဟောစေခြင်းနဲ့အဲ့ဒီဖះရဲ့တရားကိုသိစေခြင်း